ဂိမ်းဆော့ပြီးဒေါ်လာချလို့ရမယ်ဆိုရင်စိတ်ဝင်စားကြလားတစ်တော့မှာဂိမ်းဗီဒီယိုတွေတင်ပြီးဒေါ်လာချလို့ရမယ်ဆိုရင်ရောစိတ်ဝင်စားကြလားဒါဆိုရင်တော့အခုဗီဒီယိုမှာပြောပြပေးသွားမယ်တစ်တော့ monetization နဲ့က program လေးအကြောင်းကိုအသေးစိတ်သိသွားမယ်ဆိုရင်တော့ဘလို့မျိုးလုပ်ရင်ဒေါ်လာချလို့ရမလဲဆိုတာသိသွားနိုင်မယ်လို့ယုံကြည်မိပါတယ်ဒါဆိုရင်တော့တစ်တော့မှာဂိမ်းဗီဒီယိုတွေတင်ပြီးဘလို့မျိုးပိုက်ဆံချလို့ရမလဲဆိုတာကျွန်တော်နဲ့အတူတူလေ့လာကြည့်လိုက်ကြရအောင်ပထမဆုံးအနေနဲ့ဖုန်းထဲက TikTok software လေးကိုဝင်ပေးလိုက်ပါ ြီးရင်တော့ကိုယ့်ရဲ့ TikTok account profile လေးတွေကိုဆက်ဝင်ပေးလိုက်ပါခင်ဗျာ TikTok profile လေးကိုရောက်ပြီဆိုရင်တော့ညာဘက်ပေါ်တော့မှရှိတဲ့ menu bar လို့ခေါ်တဲ့မြင်းသုံးချောင်းလေးတွေကိုဝင်ပေးလိုက်ပါပြီးရင်တော့ဒီအပေါ်မှာရှိတဲ့ TikTok Studio တွေကိုထပ်ဝင်ပေးလိုက်ပါ โอเคပါဒီလိုမျိုးလေးပေါ်လာပြီဆိုရင်တော့ TikTok Studio တွေမှာရှိတဲ့ဒီအောင်လားလို့မှာရှိတဲ့ Monetization Program ဆိုတဲ့နေရာမှာရှိပါတယ်ဒီနောက်မှာဆိုရင်တော့ကျွန်တော်တို့ဒီမှာ Sabit Day Live Rewards Creator Rewards Program Subscription TikTok Shop for Creator Creator Marketplace Video Games နဲ့နောက်ဆုံးမှာတော့ကျွန်တော်တို့ gaming incentive program ဆိုပြီးတော့ရှိပါတယ်ဒီနောက်ဆုံးမှာ game ပုံလေးနဲ့ပေါ့เนาะဒီ gaming incentive program လေးဆိုတာလေးကိုနှိပ်ပြီးတော့ဝင်ပေးလိုက်ပါ ။ Okay ပါဒါဆိုတော့ဒီမှာ gaming incentive program ဆိုရင်တော့ကျွန်တော်တို့ game တွေဒီမှာ၅ခုရှိပါတယ်။အပေါ်ဆုံးမှာဆိုရင်တော့ကျွန်တော် Crystal of Amden ရှိမယ်။ပြီးရင်တော့ကျွန်တော် Racing Master ပြီးရင်တော့ PUBG Mobile ပြီးရင်တော့ Mobile Legends Banban ရှိမယ်။ပြီးရင်တော့ Data 4 Mobile ဆိုပြီးတော့ကျွန်တော်တို့ game ၅ခုရှိပါတယ်။ဒီ game ၅ခုမှာဆိုရင်တော့ကျွန်တော်တို့ဒီမှာ join ထားတာတွေလည်းကျွန်တော်တို့မြင်ရပါတယ်။အပေါ်ဆုံးမှာဆိုရင်တော့ Crystal of Amden မှာဆိုရင်တော့6685ရောက်တော့မှကျွန်တော် join ထားပြီးပြီပေါ့နော်ဒီမှာဆိုရင်လည်းကျွန်တော်ဒေါ်လာဆိုရင်လည်းဘယ်လောက်ကျန်မယ်ဆိုတော့ဒေါ်လာ 5.68စင်တော့ကျန်ပါတယ်။နောက်တစ်ခုလည်း Raising Master မှာဆိုရင်လည်းဒီမှာ6686ရောက် join ပြီးသွားပါပြီ။ဒီမှာပတ်စံကျန်တဲ့ဒေါ်လာဆိုရင်လည်းဒေါ်လာ969.63စင်ဒေါ်လာရှိပါတယ်။ဒီမှာဆိုရင်လည်း PUBG Mobile မှာဆိုရင်လည်း2611 Creator တွေအနေနဲ့ join ပြီးသွားပါပြီ။ ကျန်တဲ့ပတ်စံဆိုရင်တော့ဒေါ်လာ904ဒေါ်လာရှိပါတယ်ဒီမှာဆိုရင်လည်းမိုဘိုင်းလေးချက်မှာဆိုရင်လည်းဒီတိုင်းပါပဲမိုဘိုင်းလေးချက်မှာဆိုရင်တော့ကျွန်တော်တို့ join လူများပါတယ်1569ရှိပါတယ်ဒီမှာဆိုရင်တော့ပတ်စံကတော့ကျွန်တော်မရှိတော့ဘူးပေါ့နော်သူများတွေ join တာကျွန်တော်တို့ကုန်သွားတဲ့အတွက်ကျွန်တော်တို့ဒီညမှာဆိုရင်တော့ပတ်စံမပြတော့ပါဘူးအကယ်၍မိတ်ဆွေတို့အနေနဲ့ဒီမှာ PUBG မိုဘိုင်းမှာဆိုရင်တော့ကျွန်တော်ဝင်ကြည့်လိုက်မယ်ဆိုရင်တော့ကျွန်တော်ဒီမှာဆိုရင်ကျွန်တော် PUBG မိုဘိုင်းနဲ့တက်ဆိုင်တဲ့ဗီဒီယိုလေးတွေကိုတင်မယ်ဆိုရင်တော့ကျွန်တော်ပတ်စံဘယ်လိုရမလဲဆိုရင်တော့ဒီမှာအဲ 1000 quality file link view မှာပေါ့နော်ကျွန်တော်တို့အရောက်1000ကြည့်တိုင်းပေါ့နော်အရောက်1000ကြည့်တိုင်းမှာကျွန်တော်တို့ရဲ့ video ကနေဒေါ်လာ1ဒေါ်လာရမှာဖြစ်ပါတယ်ဒီမှာဆိုရင်တော့ကျွန်တော်တို့ပတ်စံ channel ဆိုရင်တော့ဒီမှာကြည့် ပြပေးထားပါတယ်904ဒေါ်လာပေါ့နော်ဒီမှာဆိုရင်ကျွန်တော်အနေနဲ့ဒီမှာ introduction မှာဆိုရင်လည်းကိုယ်အနေနဲ့ဖတ်လို့ရပါတယ်ဘာအစည်းအကမ်းချက်တွေပေါ့နော်ဒီဗီဒီယိုတွေဘယ်လိုလုပ်ရမလဲဆိုတဲ့အစည်းအကမ်းချက်တွေပတ်သက်ပြီးတော့လည်းဒီမှာ introduction တွေ guide တွေ note တွေ trending video ဆိုရင်လည်းဒီမှာကျွန်တော် trending video မှာကြည့်မယ်ဆိုရင်လည်းသူများတွေပတ်စံဘယ်လောက်ရထားလဲဘယ်လိုမျိုးအဲ video editing ကိုလုပ်ထားလဲဆိုတာကိုလည်းကျွန်တော်အနေနဲ့ဒီနေရာမှာဝင်ပြီးတော့လေ့လာလို့ရတယ်ပေါ့နော်ကိုယ်အနေနဲ့ကြည့်ကြည့်ရင်တော့ဒီနေရာမှာနှိပ်ပြီးတော့ကြည့်လိုက်မယ်ဆိုရင်တော့ကျွန်တော်ကြည့်ရပါတယ် ဒီလိုမျိုးလေးဆိုရင်လည်းဒီအပေါ်ဆုံးမှာဆိုရင်တော့ကျော်88ဒေါ်လာရတယ်ဒီဒုတိယမြောက်မှာဆိုရင်တော့ကျော်883ဒေါ်လာတောင်ရပါတယ်ကျတို့ဒီမှာဆိုရင်410ဒေါ်လာတွေအများကြီးရတယ်ပေါ့နော်ကိုယ့်အနေနဲ့ဒီ gaming incentive program လေးကို join ပြီးတော့ကျတို့အနေနဲ့ဘယ်လိုမျိုးဗီဒီယိုတင်ရမလဲဆိုတာကိုကျော်နဲ့တူတူဆက်ပြီးတော့လေ့လာလိုက်မယ်နော်ကျော်အနေနဲ့တော့ဒီနေရာမှာဘယ် game ကို join ပြမလဲဆိုရင်တော့ကျော် racing master ကို join ကြည့်ပါမယ် racing master ဆိုရင်လည်းကျော် join မရသေးပါဘူးဒီပေါ်ဆုံးက crystal attend ကို join မယ် okay ဒီမှာဆိုရင် Crystal or Atom မှာရှိစီပါတယ်ကျွန်တော်တို့အဲ1000 view မှာကျွန်တော်တို့ USD 1ပေါ့နော်ဒေါ်လာရမယ်ပေါ့နော်ဆိုတော့ကကျွန်တော်တို့နေတဲ့ဒီညမှာဒီအောက်မှာရှိတဲ့စာတန်းတွေကိုကိုယ်အနေနဲ့ဖတ်ပြီးတော့အဲကျွန်တော်တို့တည်ထားရမှာ၄လုံးတင်လောက်ထိုက်တဲ့ကျွန်တော်တို့ပြစ်ဆန်ထွေးလေးတွေကိုလည်းကျွန်တော်လေ့လာရပါတယ်ကျွန်တော်ကတော့ဒီညမှာ join ပြမှာဖြစ်တဲ့အတွက်ဒီမှာရှိတဲ့ join ဆိုတာကိုနှိပ်ပေးလိုက်ပါမယ်ပြီးရင်တော့ဒီညမှာကျွန်တော်တို့အမှန်ကြီးလေးနှစ်ခုကိုနှိပ်ပြီးတော့ဒီအောက်မှာရှိတဲ့ proceed ဆိုတဲ့အနီရောင်စာတန်းလေးကိုနှိပ်ပေးလိုက်ပါ ်ပြီးရင်တော့ကိုကဗီဒီယိုတင်ကျင်လာဆိုရင်တော့ကျွန်တော်တို့အနေနဲ့ကိုတင်ကျင်တဲ့ဗီဒီယိုလေးကိုဒီနေရာမှာတင်ပေးလိုက်ပါ โอเคပါဒီလိုမျိုးကျွန်တော်တို့အနေနဲ့ဗီဒီယိုတင်ဖို့အတွက်ဒီနေရာကိုရောက်ပြီဆိုရင်တော့ကျွန်တော်တို့အနေနဲ့ထည့်ရမယ်ကျွန်တော်တို့ hashtag တွေကိုဒီနေရာမှာတစ်ခါတည်းပြပေးထားပါတယ်ကိုအနေနဲ့ hashtag တွေပါတယ်တခြား hashtag တွေကိုထည့်ခြင်းနဲ့ဆိုရင်လည်းဒီနေရာမှာထည့်လို့ရပါသေးတယ်ဒီနေရာမှာဆိုရင်တော့ hashtag ၃ခုရှိရပေါ့เนาะသူ တကယ်ထဲကိုထည့်ရမယ့် hashtag ၃ခုရှိပါတယ်ဒီ hashtag ၃ခုကိုတော့ကျွန်တော်တို့ဖြတ်လို့မရပါဘူးပြီးရင်တော့ဒီအောက်မှာကျွန်တော်တို့ဒီမှာ link လေးပေါ်တယ်ပေါ့နော်ဒီလိုမျိုး link လေးပေါ်မှာဒါကျွန်တော်တို့ ਨੇ ဒီ video ကနေပြီးတော့ view ကနေပြီးတော့ဒေါ်လာတွေရရှိမှာပဲဖြစ်ပါတယ်ကိုအနေနဲ့အပေါ်မှာကျွန်တော်တို့ caption တွေရေးချင်တာရေးလို့ရတယ်ကျွန်တော် hashtag တွေရေးချင်တာရေးလို့ရတယ်ပြီးရင်တော့ဒီမှာ link တွေပါလားမပါလားကြည့်လို့ရမယ်ပြီးရင်တော့ကျွန်တော်တို့တခြား ဆင်ကျင်တဲ့စတင်လေးတွေကိုချိန်ပြီးပြီဆိုရင်တော့ဒီပါရှိတဲ့နီအောင်ပို့ဆိုတာကိုနှိပ်လိုက်မယ်ဆိုရင်တော့ကျွန်တော်တို့အနေနဲ့ဒီဗီဒီယိုကနေပြီးတော့ကျွန်တော်တို့ view ရရင်ရတယ်လို့ပတ်စံလေးရရှိမှာပဲဖြစ်ပါတယ်โอเคပါဒီဗီဒီယိုလေးနဲ့ပတ်သက်ပြီးတော့နားမလည်တာမရှင်းလင်းတာတွေရှိရင်လည်းကျွန်တော်ရဲ့ဒီဗီဒီယိုလေးရဲ့ comment box မှာဝင်ရောက်မေးမြန်းအကြံပြုနိုင်ပါတယ်ကျွန်တော်တို့အနေနဲ့ဒီညမှာတခြား game တွေကိုတခြား game တွေကို join ရင်လည်းဆိုရင်လည်းကျွန်တော်တို့အနေနဲ့သူပေးလာတဲ့အချိန်မှာကိုယ်အနေနဲ့ join လို့ရပါတယ်ကျွန်တော်တို့အနေနဲ့ဒီ game တွေရဲ့ရလာတဲ့ပတ်စံတွေကို ဘလိုမျိုးကြည့်ရမလဲဆိုရင်တော့ကျတို့ဒီညမှာ you are reward ဆိုတော့ရှိပါတယ်အောက်မှာ you are reward ဆိုတာကိုနှိပ်ပြီးတော့ကျတို့ဒီညမှာကိုယ့်ရဲ့ဗီဒီယိုလေးရဲ့ကျတို့ရတဲ့ပတ်စံလေးတွေရဲ့ကျတို့ view လေးတွေရဲ့ကိုဒီညမှာပြပေးမှာပဲဖြစ်ပါတယ်ကျွန်ကတော့ဒီညမှာမတင်ရသေးဘူးပေါ့နော်ဒီဒီ TikTok account မှာကျွန်တော်အနေနဲ့မတင်ရသေးတဲ့အတွက်ဒီညမှာမပြပါဘူးโอเคကျွန်တော်နောက် TikTok account တစ်ခုမှာကျွန်တော်မိတ်ဆွေတို့ကိုပြပါမယ် โอเคပါဒီ Twitter account လေးမှာဆိုရင်တော့ကျွန်တော်နေဗီဒီယိုနှစ်ပုတ်တင်ထားပါတယ်အပေါ်ကဗီဒီယိုမှာဆိုရင်တော့ကျွန်တော် Crystal or Atten ရဲ့ဗီဒီယိုလေးကိုတင်ထားပါတယ်အောက်ကဗီဒီယိုမှာတော့ကျွန်တော် Mobile Legend ပန်ပန်ကိုကျွန်တော်နေဗီဒီယိုလေးလုတ်ပြီးတော့တင်ထားပါတယ်အပေါ်ကဗီဒီယိုလေးမှာတော့ကျွန်တော် ဒီမှာပြထားပါတယ်တုံညာတဓမ္မ3.4ဒေါ်လာပေါ့နော်အောက်မှာဆိုရင်တော့တုံညာတဓမ္မ2.9ဒေါ်လာဆိုပြီးတော့ရပါတယ်ဒီအပေါ်မှာဆိုရင်တော့ကျွန်တော်ရရှိတဲ့ဒေါ်လာစုစုပေါင်းကိုကျွန်တော်ပြပေးထားပါတယ်ဒီလိုပုံစံမျိုးလေးနဲ့ကျွန်တော်အနေနဲ့ကိုယ့်ရဲ့ဗီဒီယိုကပတ်စံဘယ်လောက်ရတယ်ဆိုတာကိုကျွန်တော်အနေနဲ့သိရှိလို့ရမှာပဲဖြစ်ပါတယ်ခင်ဗျာ okay ပါမိတ်ဆွေတို့ကိုဒီဗီဒီယိုမှာမျှဝေပေးခဲ့ကြတာကတော့ TikTok မှာကိုယ့်ရဲ့ game ဗီဒီယိုလေးတွေကိုတင်ပြီးတော့ပတ်စံချလို့ရမယ့်နည်းလမ်းလေးကိုကျွန်တော်အနေနဲ့ဒီဗီဒီယိုမှာဘယ်လိုမျိုး join ရမလဲဘယ်လိုမျိုး post တင်ရမလဲဆိုတာကိုစနစ်တကျလေးနဲ့တည်တည်ချာချာလေးရှင်းပြပေးခဲ့တာပဲဖြစ်ပါတယ် ကယ်၍မိတ်ဆွေတို့နဲ့ဒီဗီဒီယိုလေးနဲ့ပတ်သက်ပြီးနားမလည်တာမရှင်းလင်းတာလေးတွေရှိရင်လည်းဒီဗီဒီယိုလေးရဲ့ comment box မှာဝင်ရောက်မေးမြန်းအကြံပြုနိုင်ပါတယ်ခင်ဗျာအားလုံးပဲအဆင်ပြေကြပါစေခင်ဗျာ